ကျွန်တော်သားလေးကခုမေကုန်ရံမေးတဲ့အချိန်အဲ့ဒါပါလဲအဲ့ဒါပါလဲပေါ့နော်ကျွန်တော်စင်ချင်မိလိုက်တဲ့ရာတခုရှိတယ်ကျွန်တော်တို့ဘဝလည်းတစ်ခါတည်းရလို့ရှိရင်အရန်ခလေးလေးလိုဖြစ်ဖို့ရန်ကြီးကြီးတယ်ပေါ့နော်ဘာလို့ဆိုတော့ဘဝမှာဖျားသခင်က အောင်မြင်ခြင်းနိဥ္ဒိတာပေးတာပြီးသားပြီးတော့နောက်တစ်ခုကဘာလဲဆိုရင်ကိုယ့်အရှိမှများစွာသောသူတွေကနော်အမားတွေအမန်တွေထဲကနေပြီးတင်ယူပြီးတော့ကျွန်တော်တို့လမ်းပြတာတွေအများကြီးရှိတယ်။အဲ့တော့ကျွန်တော်တို့ဥပိ္ပခပြုလို့မရအောင်ကျွန်တော်တစ်ခါတော့စာအုပ်တုပ်တွေမှာဖတ်တယ်ဘာလဲဆိုတော့ဒီဘက်ခေတ်ထဲမှာတင်ကဟိုးအရင်ခေတ်ကလူတွေမားခဲ့ရအောင်တင်ကထပ်မားနေသေးတယ်ဆိုရင်တင်ကတကယ်ထူးခြားမိုက်တော်သူဖြစ်တယ်။ဘာလဲဆိုတော့ဒီခေတ်ကြီးထဲမှာအကုန်လုံးလှိလာလို့ရတယ်တင်လို့ရတယ် ဲ့တော့ဘဝမှာပါလို့ဆိုလို့ရှိရင်ကျွန်မသိလို့ဆုံးရှုံးတာပေါ့နော်မသိလို့ဆုံးရှုံးတာအဲ့ဆိုလို့ရှိရင်မသိတာကိုမသိတယ်လို့သိတယ်လို့မနေဘဲနဲ့မသိတာကိုခလေးလေးလိုရိုးရိုးသားသားရိုးရိုးလေးမေးဖို့အရေးကြီးတယ်။တကူဆိုရင်အဲ့ဒါပါလေဘယ်လိုဖြစ်သွားတာလဲကျွန်တော်လိလာလို့ရမေးလို့ရတယ်ပေါ့နော်။အဲ့တော့ဒီနေ့ကျွန်တော်ရဲ့သားလေးအဲ့ဒီအမြဲတမ်းသူ့ဘေးကကြားတဲ့စကားလေးအဲ့ဒါပါလေအဲ့ဒါပါလေကြားရင်ねကျွန်တော်ကျွန်တော်ဘဝမှာလည်း ။အော်ငါဆက်တက်လာမယ့်နေရာမှာငါမသိသေးတဲ့အရာတွေဘာတွေရှိလဲ။ငါနားလည်အောင်ဘယ်လိုမေးရမလဲ။ဘယ်လိုသင်ယူရမလဲဆိုတော့ကျွန်တော်အာသင်ခန်းစာရတယ်ပေါ့နော်။အဲ့တော့ဒီမှာရှိတဲ့ညီကောင်တို့မှမိသားစုတွေလည်းဘဝမှာမသိဘူးဆိုရင်မသိသလိုမနေနဲ့။မသိတာကိုသိအောင်လေ့လာပါ။နားမလည်ဘူးဆိုရင်ဒီတိုင်းပဲဟောထားလိုက်ပါလို့လို့မထားရဘူးပါလို့ဆိုရင်နားလည်အောင်လုပ်ရအောင် တော့ကျွန်တော်ရဲ့အသက်တာတကယ်ပဲတိုးတက်တယ်အောင်မြင်တယ်ဖြစ်ဖို့ဆိုတာကြတော့ဗာလဲဆိုရင် if you want to be champion learn from the champion ရောက်စရင်အောင်မြင်တော့သူတွေအတီးတီးဖြစ်ကြပါစေ